အာယုံကုသိုလ်ရတဲ့အခါမှာမချိတ်ခတ်မချိတ်ခတ်တဲ့ဆိုတဲ့နေရာမှာပုဂ္ဂိုလ်ကိုမချိတ်ခတ်တာကတမျိုးတက်မဲ့ကိုမချိတ်ခတ်တာကတမျိုးရှိတယ်လူရဲ့ခြေရာအလုံးစားပြည့်တယ်တက်ရှိကိုမချိတ်ခတ်တာဖြစ်တယ်လို့ပဲတက်မဲ့အပေါ်မှာလည်းမချိတ်ခတ်ရှိတတ်တယ်နော်ဒါကြောင့်မလို့အာဂတဝိသုကိုမျိုးလို့ဆိုရခြင်းမှာတက်မဲ့နဲ့ခတ်တဲ့ခြေရာတွေရှိတယ်ဆယ်မျိုးဖြစ်ပါလူရဲ့ခြေထဲမှာ အခြေခံနဲ့ဖြစ်ဖို့ရတဲ့အတွေ့ဒေါသနဲ့ပတ်သက်လာလို့ရှိရင်စိတ်ထဲမှာဆွတ်မှတ်ပြီးတော့တေးထားတဲ့အတေးတွေအတခုရှိတယ်ပုံမှုရှိတယ်ပေါ့သက်ရှိနေတဲ့ပတ်သက်လာရင်ပုံမှုရှိတယ်ပုံမှုကိုအလွန်သတ်ဖို့ရပြောတယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာနားရဲ့အကျိုးမဲ့ကိုအရင်ကလည်းလုပ်ခဲ့တယ်အခုလည်းလုပ်နေတယ်နောက်လည်းလုပ်အောင်မှာပဲဒေါသနဲ့တွေးတဲ့အတွေ့အကြုံအဲ့လိုက်တွေးရတော့ဒီလိုဟာ ဘာရဲ့အကျိုးမဲ့ကိုအရင်ကလည်းလုပ်ခဲ့တယ်မအကျိုးပဲပြစီအောင်အရင်ကလည်းလုပ်ခဲ့တယ်အခုလည်းလုပ်နေတယ်ကြောင့်လည်းတော့မှပဲအကျဉ်းတတ်တယ်အဲ့ဒါသုံးခုဖြစ်သွားဘာလို့ခင်မင်းတဲ့ပုဂ္ဂိုလ်ရဲ့ဖြစ်စီနေတာဆုံးဆုံးမှုကိုအကျိုးမဲ့တွေကိုအရင်ကလည်းလုပ်ခဲ့တယ်အခုလည်းလုပ်နေတယ်ကြောင့်လည်းတော့မှပဲအဲ့ဒါသုံးခု ။မနဲ့မတဲ့တဲ့ပုဂ္ဂိုလ်ကိုညှောက်ပြပေးပြီးကောင်းကျိုးချမ်းသာတွေရအောင်ဒီလိုကကုကြီးနေတယ်။အញ្ញာလည်းကုကြီးခဲ့တယ်၊အခုလည်းကုကြီးနေတယ်၊နောက်လည်းကုကြီးအောင်မှာပဲ။အားလုံးပေါင်းလိုက်တော့ပြန်ကြည့်ပါဦး။